န်တင်ကြနေရဲ့ G5 4 cm ဖြစ်ပါရှင်။တမီးကူမြမဘာသာရဲ့သင်ခန်းစာ29မိမိနှစ်တက်တော့အစားစာလုံးကြီးဆိုရဲခေါင်းစဉ်လေးကနေတမီးအစားစာလေးတစ်ခုကိုလုပ်ပြပေးပါမယ်ရှင်။အဲအစားစာလေးကတော့သမီးထားပြီးရင်အချိုသေးစရာကောင်းတဲ့လက်ဖက်လက်ဖက်တုပ်လေးပဲဖြစ်ပါရဲ့ရှင်။လဖက်တုံမှာပါဝင်တဲ့ပစ္စည်းတွေကတော့လဖက်အကြော်စုံပစုံချောက်ဂေါ်ဘီခရမ်းရင်ဒီလ င်သည်ငေယုတ်သည်နဲ့တက်တုံဖြူတို့ပဲဖြစ်ပါရဲ့ရှင်တပြီးတော့လက်ဖက်နဲ့အရန်လိုက်ဖက်တဲ့ရင်းနှီးချမ်းလေးကိုလည်းထည့်ထားပါရဲ့ရှင်ကဲဒါဆိုလက်ဖက်တော့ဘူဗီဒီယိုလေးကိုဆောက်ရအောင်နော်ကဲခုပထမဆုံးနဲ့တော့ရေစိမ်ပြီးတော့ထောင်းထားတဲ့လက်ဖက်တွေကိုပကံထဲထည့်ပါမယ်ပဲပြီးပြီဆိုတာ ਨੇ အကြော်စုံလေးအဗစုံအကြောင်းလေးကိုဂလဖတ်ပေါ်ထင်ချပေးပါမယ်။ဗစုံအကြောင်းလေးကိုတော့နည်းနည်းပဲထည့်ပေးပါမယ်နော်။ပြီးရင်တော့အကြော်စုံတွေကိုလက်ဖက်ရဲ့ဘီနာမှာပုံပေးပါမယ်နော်။မာစားရင်မမေချက်ချက်လေးစားမှာမဟုတ်လို့ပါပြီးရင်တော့ ခရမ်းချင်သီးကိုဗေနားလေးမှာတပုံပုံမေးပါအောင်မယ်နော်တလားလေးတွေပုံပေါ်ပေးပါမယ်နော် เนาะရုပ်သီးသိန်းလေးကိုလွယ်ရကူကြိုက်စားလို့ရအောင်လုပ်ပေးပါမယ်เนาะနားလေးတွေမှာထည့်ပေးပါမယ်เนาะရုပ်သီးသိန်းရတော့သိမ်းစားနိုင်တဲ့အတွက်3000လောက်ပဲထည့်ပါမယ်တက်ဆောင်ဖြူကတော့ဒီစိတ်ပြီးသားဟာလေးတွေကိုပဲအရင်ထည့်လိုက်မယ်เนาะလူမရတာထည့်စားပါမယ်ရှင်ပြီးရင်တော့ဂေါ်ဘီက ဥပမာကိုလိမ့်စားဖို့အတွက်ပဲဖြစ်ပါရဲ့ရှင်ဒီ copy လေးကိုတော့ဒီနားမှာတစ်ဖက်နှစ်ဖက်ထည့်ပြီးတော့လိုရင်တော့ဒီရပဲဆက်စားပါမယ်ရှင်သမီးဗီဒီယိုကိုအကြောင်းတည်းကြည့်ပေးတယ်ဆရာဆရာမတွေ ဲ့လက်ဖက်တုံလေးမျိုးပွဲကိုရရှိသွားပါပြီရှင်။ကဲတမင်းဗီဒီယိုမှာမှားရတယ်ရှိရင်လေခွင့်လို့ပြပါအောင်ရှင်။